င်္ဂလာပါတပတ်တွင်းမှာဖြစ်ပွားခဲ့တဲ့ထူးခြားတဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီတစ်ပတ်မှာတော့ပြည်တွင်းခွန်ကစုစုပေါင်းခွန်ကောက်ခံမှုရဲ့80ရာခိုင်နှုန်းလောက်ကိုခရိုနီအပါဝင်ထိတ်တန်းလုပ်ငန်းရှင်ကြီးတွေစီကရရှိအောင်လို့ကောက်ခံသွားမယ်ဆိုတဲ့သတင်းမြန်မာနိုင်ငံအနေနဲ့ American အပါဝင်အနောက်နိုင်ငံတွေထံကနေပြီးတော့ကုန်သွယ်မှုအထူးခွန်ကင်းလုခွင့် GSP ရရှိဖို့အတွက်အထယ်ကျုံးနဲ့ပို့ကုန်အထူးစီးပွားရေးဇုန်တွေတည်ဆောက်မယ်ဆိုတဲ့သတင်း ချက်သားစင်းလုံးကိုရှော့ချနိုင်အောင်လုပ်ဖို့သက်ဆိုင်ရာအာဏာပိုင်တွေနဲ့တွဲဆုံမယ်ဆိုတဲ့သတင်းတွေအပောင်းဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးပါပါပြည်တွင်းခွန်ကစုစုပေါင်းအခွန်ကောက်ခံမှုရဲ့80ရာခိုင်နှုန်းလောက်ကိုခရိုနီအပောင်းဝင်ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေစီကနေပြီးတော့ရရှိအောင်ကောက်ခံသွားမယ်လို့အခွန်နှန်းကြီးများဆိုင်ရာအခွန်ရုံးကပြောပါတယ်ပြည်ပြိုးကျော်ကသတင်းပေးပို့ထားပါတယ်မနက်ငယ်မှာခရိုနီလိုလူသိများတဲ့အစိုးရနဲ့နှီးဆက်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအပါအဝင်တခြားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုအခွန်ကောက်ခံရမှာ အခွန်ငွေပမာဏများစွာရရှိနေပါတယ်။ဒါကြောင့်ပြည်တွင်းခွန်များဦးစီးဌာနရဲ့ရရှိတဲ့အခွန်ငွေစုစုပေါင်း60နဲ့80ရာခိုင်နှုန်းလောက်ကိုခရိုနီအပါဝင်ထိတ်တန်းလုပ်ငန်းရှင်ကြီးတွေစီကရရှိအောင်ကောက်ခံသွားမယ်လို့ ခွန်ထန်းကြီးများဆိုင်ရာအခွန်ရုံးကပြောဆိုလိုက်တာဖြစ်ပါတယ်အဲ့ခွန်ထန်းကြီးရဲ့အခြေအနေကတော့အဲ့ဒီအမောင်ထိမရောက်သေးပါဘူးဒါပေမဲ့တဖြည်းဖြည်းမတို့ reform ကာလ9နှစ်လို့ပြောထားတယ်ဆိုတဲ့အတွက်ကြောင့်ဒီ9နှစ်အတွင်းမှာတော့တကယ်ရှိတဲ့ရှိတိုက်တဲ့ပေါ့ LDO မှာရှိတဲ့ရှိတိုက်တဲ့ခွန်ထန်းကြီးကတဖြည်းဖြည်းရောက်လာတဲ့အချိန်မှာအများကြီးသူစံချိန်တစ်ခုရောက်သွားပါလိမ့်မယ်9နှစ်စီမံချက်နဲ့အခုအစိုးရတတန်းအတွင်းမှာရည်မှန်းအခွန်ပမာဏရရှိအောင်အခွန်ထန်းကြီးများဆိုင်ရာအခွန်ရုံးကပြတ်မှတ်ထားဆောင်ရွက်သွားမယ်လို့သိရပါတယ် နိုင်ငံတကာနီးတူဝင်ငွေအများဆုံးရရှိတဲ့လုပ်ငန်းရှင်တွေကိုအဓိကခွန်ကောက်ခံတာဖြစ်တာကြောင့်ကုန်သွယ်လုပ်ငန်းခွန်နဲ့ဝင်ငွေခွန်ကိုစီးကျက်မှာဖြစ်ပါတယ်။2015 2016ဘဏ္ဍာရေးနှစ်အတွက်ကတော့ပြည်တွင်းခွန်များဦးစီးဌာနကကောက်ခံရရှိထားတဲ့အခွန်ငွေဘီလီယံ4600ကျော်ရှိပြီးအဲ့ထဲကမှခရိုနီပါဝင်ထိပ်တီးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေစီကနေကောက်ခံရရှိတဲ့အခွန်ငွေဟာဘီလီယံ1100ကျော်ရှိပါတယ်။ ဒီတွင်ခွန်မြဦးစီဌာနအခွန်တန်းကြီးများဆိုင်ရာရုံးကခရိုနီတထွေးကြီးတွေကိုတည်တတ်စစ်ဆေးနေတာမဟုတ်ဘဲအခွန်စီကျမှုပုံစံအရပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ပြောကြားသွားတာပါကျွန်တော်ပြည့်ပြည့်ကြပါခင်ဗျာမြန်မာနိုင်ငံနေနဲ့အမေရိကန်ပါဝင်အနောက်နိုင်ငံတွေထံကကုန်သွယ်မှုအထူးအခွန်ကင်းလွတ်ခွင့် GSP ကိုရရှိဖို့အတွက်အထည်ချုပ်နဲ့ပို့ကုန်အထူးစီးပွားရေးဇုံတွေတည်ဆောက်မယ်လို့မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးကပြောပါတယ်ရန်ကုန်မြို့ရှင်စောပူလန်မြန်မာ event park မှာကျင်းပတဲ့အပြည့်ပြည့်ဆိုင်ရာချီမြင်တဲ့အထည်လိတ်ဆိုင်ရာစက်ပစ္စည်းပြပွဲမှာ ပြောကြားခဲ့တာပါမြန်မာထေချုပ်ကလက်ခစားလုပ်နေပါတယ်လက်ခစားလုပ်တဲ့အတွက်အားလုံးသိကြတဲ့အတိုင်းကုန်ကျန်းတွေပိတ်စတွေအချီတွေကျေသီးတွေအစားပြီးနိုင်ငံခြားအနေတင်သွင်းရပါတယ်အဲ့ဒီတင်သွင်းတဲ့အတွက်မြန်မာပြည်ရဲ့ country of origin made in myanmar မြန်မာပြည်မှာထုတ်လုပ်တယ်ဆိုတဲ့ဟာပါဝင်မှုကနည်းနေပါတယ်ဒီဟာကိုများလာဖို့ရအတွက်ထေချုပ်လုပ်ငန်းရှင်များအတင်းကဒီ supply chain network ကြီးတိုးတက်ဖို့ရအတွက်ဆိုပြီးတော့ special economic zone အစည်းအဝေးပေါ့နော်ကျွန်တော်တို့အဲ့ဒါမျိုးထောင်းတယ်လို့ export processing zone ဆိုပြီး EPZ ပြန်လဲတင်ပို့မဲ့ဒီထုတ်လုပ်တဲ့ zone လို့ဟာမျိုးကိုကျွန်တော်တို့ထူထောင်ဖို့ရတဲ့ဒီအစိုးရအသက်ကိုကျွန်တော်တို့တင်ပြထားပါတယ်အဲ့လိုစမှုဆောင်တိစောက်ဖို့အစိုးရခွင့်ပြုချက်ရရှိပြီးတဲ့အပြင်လက်ရှိမှာလည်းရန်ကုန်ပဲခူးနဲ့ ARV တိုင်းဒေသကြီးတွေမှာမြေနေရာရှာဖွေမှုတွေလှုပ်ဆောင်နေပါတယ်မြန်မာနိုင်ငံအထက်ချုပ်လုပ်ငန်းကနိုင်ငံတကာပို့ကုန်ရငွေအများဆုံးရှာဖွေပေးနေပါတယ်တကယ်လို့ American ရဲ့ GSP အထူးအခွင့်ကင်းလွတ်ခွင့်ပြန်လဲရရှိမှာဆိုလို့ရှိရင်မြန်မာပြည်တွင်း ထုတ်ကုန်တွေတင်ပို့တဲ့အခါပို့ကုန်အမဲတစ်ခုစီမှာပြည်တွင်းဖြစ်ကုန်ရမ်းပစ္စည်းအနည်းဆုံး20ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းလောက်ပါဝင်မှတင်ပို့နိုင်မှာပါလက်ရှိဥရောပသမဂ္ဂ EU ရဲ့ GSP ကိုမြန်မာနိုင်ငံကရရှိထားပေမဲ့ American နိုင်ငံရဲ့ GSP မကြမီရရှိနိုင်မှုရှိရလို့သတင်းတွေကလည်းထွက်ပေါ်နေပါတယ်ခင်ဗျာပြင်းအောင်ပွဲရုံဝင်အတွင်းကကုန်တင်ရင်ကားဂိတ်နေရာငှားရမ်းခနှုံးထားတွေအစမတန်အမြင့်တက်လာတာကြောင့်မလို့ကုန်တင်ရင်ဂိတ်ပိုင်ရှင်အချို့လုပ်ငန်းတွေရန်နာလိုက်ရတာတွေရှိသလိုအချို့ကလည်း ဆက်တူလောက်ကိုင်းလာမျိုးတွေရှိလာတယ်လို့ကုန်နေရင်ဂိတ်ပိုင်ရှင်တွေကပြောပါတယ်။ဘင်းတော်ပွဲရုံဝင်းတွင်းမှာကုန်နေရင်ဂိတ်အများစုကခေလန်းထဲမှာရှိတာပါ။ဒါပေမဲ့နေရာမလုံလောက်မှုတွေရှိနေတာကြောင့်မလို့အခြားလမ်းတွေမှာပါတိုးချဲ့လောက်ကိုင်းမှုတွေရှိနေပါတယ်။ပေ20ပေ60အခန်းတစ်ခန်း900ရာကရခင်ငွေကျပ်9သိန်းဝန်းကျင်သာရှိရတာနဲ့အခုငွေကျပ်10သိန်းကျော်အထိမြင့်တက်လာတာပါ။တချို့တိုက်တဲ့နေရာ900ရာတွေကတော့ငွေကျပ်10သိန်းအထိရှိနေတယ်လို့ကုန်နေရင်ဂိတ်ပန်းရှင်တို့ကပြောပြပါဗျာ။ ။နယ်လီတိုင်းတွင်းကိုပြပကဝင်ရောက်တဲ့အေခဲကြက်သားနဲ့ပင်လယ်သာရောင်းချတဲ့အယောင်ဆိုင်တွေကိုဩဂတ်စ်လကစတင်ပြီးတော့ထိရောက်စွာအေးအေးယူပိတ်သိမ်းသွားမယ်လို့စိုက်ပျိုးမွေးမြူရေးဝန်ကြီးကပြောပါတယ်။ဒီတလန်းကလည်းတော့ကောင်းတယ်ပေါ့ပြမှာ။ကောင်းတယ်ပေါ့ပြမှာ။နော်။ဒါကြည့်ကြည့်ဒီကိုထိကြိုက်တဲ့အခြေစားလို့။ဒီကတော့တူကြီးတွေပေါ့။နော်။ကလေးတွေမှထိကြိုက်တယ်။ဘာမှညာမှာဘာနဲ့လုံခံမှမသိတဲ့ပစ္စည်းတွေ။ဒါပေမဲ့ဒီပင်လယ်ဇာတ်တဲ့ကိုယ်ကြီးကြီးတာအေးခဲအသား။ဒီကလာကူအန်ရဲများပါ။နော်အေးခဲသားကူအန်ရဲများတယ်။ အနေများတဲ့အဖြစ်နောက်တစ်ချက်ပြည်သူ့မှာရှိတဲ့လုပ်ငန်းရှင်တွေထိခိုက်တယ်ဒါနဲ့လည်းမရှိဘူးကြီးကြိုက်ပါဘူး။လူရောင်းဆိုင်တွေကိုအေးအေးယူတာဟာအခုအချိန်ကပထမဦးဆုံးအချိန်ဖြစ်ပါတယ်။မြမပြည်နယ်ဇက်ကတဆင့်ဝင်ရောက်လာတဲ့ပင်လယ်စာနဲ့အေးခဲကြက်သားတွေကိုလမ်းဘေးနေရာဆုံးမှာရောင်းချနေတာတွေကိုလည်းတွေ့နေရသလိုအခြေခံပညာကျောင်းတွေမှာပါတင်သွင်းရောင်းချတာတွေများလာပါတယ်။ရောင်းချတဲ့ဆိုင်တွေကိုဩဂတ်လမှာ15ရက်သာပညာဘေးကာလသတ်မှတ်ပြီးထိရောက်စွာအေးအေးယူသွားမှာဖြစ်ပါတယ်။ ဧကချက်သားနဲ့ပင်လယ်ဇာတွေဟာမှောင်ခိုလမ်းကြောင်းကဝင်ရောက်တာများလို့ရခိုင်ကမိုဘိုင်းနှင်းအဖွဲ့နဲ့စစ်ဆေးတာရှိပေမဲ့အခုခါမှာအဖွဲ့ဖြတ်သိမ်းလိုက်တဲ့အတွက် ရခိုင်ကပုံမူရောက်လာတယ်လို့ရောင်းချသူတွေကပြောပြကြပါတယ်။တစ်ဆက်တည်းမှာပဲပြောပြချင်တာကတော့ငွေရင်းကြက်မွေးမြူရေးခြံကနေအယောင်းအဝယ်အစင်းစင်ဖြတ်သန်းလာပြီးတော့ဈေးထဲရောက်တဲ့အချိန်ဈေးကြီးပေးဝယ်ရတဲ့ကြက်သားဈေးနှုန်းကိုရှော့ချနိုင်အောင်လို့သက်ဆိုင်ရာအာဏာပိုင်တွေနဲ့တွဲဆုံဆွေးနွေးတော့မှဖြစ်ကြောင်းအသားတို့ကြက်မွေးမြူထုတ်လုပ်သူများအသင်းဥက္ကဋ္ဌဒေါက်တာလလသိန်းကဒီဗီဗီကိုပြောပြပါတယ်။ ကျမွေးမြွေချမ်းမှာတပိတ်တာကိုငွေကျပ်2800လောက်ကနေပြီးတော့မှအများပြည်သူတွေတိုက်ရိုက်ဝယ်ပြီးစားသုံးတဲ့ဈေးရည်စီရောက်ရှိတဲ့အခါမှာတပိတ်တာကိုကျပ်6000လောက်အထိဖြစ်သွားတာနဲ့ပတ်သက်ပြီးတော့ဈေးကွက်စီးဆင်းမှုအဆင့်ဆင့်ကလိုအပ်တဲ့အဆင့်တွေကိုရှော့ချဖို့လုပ်သွားမယ်အကြောင်းသူကဆက်ပြောပြပါတယ်။ဒါအပြင်ပြီးခဲ့တဲ့သတင်းပတ်တွေတုန်းကရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့အသားတို့ကျပ်မွေးမြူထုတ်လုပ်သူများအသင်းနဲ့တွဲဆောင်ခြင်းကလည်းကျပ်သားစင်းနှုံးတွေရှော့ချနိုင်အောင်လုပ်ဖို့ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်ဈေးနှုန်းလျှော့ချဖို့အရေးပါတဲ့ကြက်ဘဲဈေးဒိုင်တွေထပ်မံတိုးချက်ဖို့ကိုလည်းသက်ဆိုင်ရာကိုတင်ပြသွားမှာဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာလည်းပြည်တွင်းကြက်သားဈေးနှုန်းထက်နည်းတဲ့ကြက်ဥကြက်သားတွေဟာထိုင်းနဲ့တရုတ်နိုင်ငံတွေကနေနယ်စပ်ကိုဖျက်ကျော်ပြီးတော့ဈေးကွက်ထဲဝင်ရောက်လာနေပါတယ်။ဒါဟာအမျိုးသားအဆင့်ဇီဝလုံခြုံရေးနဲ့ပြည်တွင်းမွေးမှုရေးထုတ်လုပ်မှုကိုထိခိုက်နေကြောင်းပြောဆိုတာတွေလည်းရှိပါတယ်ခင်ဗျာ။ Re-export စနစ်နဲ့ကုန်ပစ္စည်း၁၄မျိုးကိုထပ်မံကုန်သွယ်ခွင့်ပြုသွားမယ်လို့စီးပွားရေးနဲ့ ကုတန်းရောင်းဝယ်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ဝန်ကြီးဌာနအနေနဲ့ဘို့ကုံသုံးစားမြင့်တင်နိုင်ဖို့အတွက်ရည်မှန်းချက်ထားပြီးတော့ re export စနစ်နဲ့တကြားကွန်ဒီ73ကြီစတာတွေကိုခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်အခုထပ်မံခွင့်ပြုလိုက်တဲ့ကွန်ပျူတာ14မျိုးကတော့ကားတာယာနှမ်းဖြူနှမ်းနက်မြုပ်သီးကြောင့်မြေပဲဝါကွန်းပဲပုတ်စိတ်ချီမြင်တတိအစိုးလျှက်စစ်ပစ္စည်းတွေအလောက်ကုံအမေရီအချိုးရမျိုးမျိုးနဲ့စားတောက်ကုံအမေရီအဝိထဲ စားသုံးစီကျက်သွင်းပြူစတာတွေပါဝင်ပါတယ်။အဲ့ဒီထဲမှာမှကားတာယာကိုတော့ပင်လယ်ရေကြောင်းမှတင်သွင်းပြီးတော့မှမူဆန်နယ်စပ်မှတဆင့် re-export ပြန်လည်တင်သွင်းဝင်ပြုဖို့အတွက်ပြည်ရင်း rover များမထွက်ခင်စမ်းသပ်ခွင့်ပြုပြီးတော့မှအမှန်တကယ်ဆောင်ရွက်နိုင်မှုပေါ်မူတည်ပြီးတော့မှဆက်လက်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။အချို့ရေမျိုးမျိုးနဲ့စားတောက်ကုန်အမေရိကတော့အစားအသောက်ဆေးဝါးကုကဲရေးဦးစီးဌာနထောက်ခံချက်လိုအပ်ပါတယ်။စီဘာကူတန်းအနေနဲ့ကန့်သက်ပိတ်ပင်ထားတဲ့အမေရိကလက်နက်မူးယစ်ဆေးစတဲ့အမေရိကမှလွဲပြီးတော့မ ကျန်ပစ္စည်းမယ်တွေကိုပြည်ရင်းဈေးကွက်ဝယ်လို့အားပြည်ရင်းထုတ်လုပ်နိုင်မှုပေါ်မူတည်ပြီးတော့မှဆက်လက်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ဆိုပါရခင်ဗျာ။ရန်ကုန်မှာအထက်မြင့်အဆောက်အုံဆောက်လုပ်ခွင့်တွေကိုတိုင်းဒေသကြီးအစိုးရကတည်တည်ကြကြစစ်ဆေးပြီးတော့မှခွင့်ပြုပေးတော့မယ်လို့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်။ဇေယချမ်းအေးကသတင်းပေးပို့ထားပါရခင်ဗျာ။ရန်စွာလက်ထက်ကထမ်းမြေအဆောက်အုံဆောက်လုပ်ခွင့်တွေကိုစီပင်ဥပဒေတွေနဲ့အညီတရားစစ်ဆေးမှုမရှိခဲ့တာတွေ၊ကွန်ထရိုက်တွေနဲ့အင်ဂျင်နီယာတွေကစံချိန်စံညွှန်းမီမဆောက်လုပ်ခဲ့တာတွေကြောင့် တိုက်ခန်းနေပြည်သူတွေအခက်အခဲကြုံတွေ့နေရပါတယ်။အဲဒါကြောင့်တိုင်းပြည်သားကြီးဆိုးအနေနဲ့နောက်ဆောင်မဲ့ထမင်းအဆောက်အုံတွေကိုတော့တတ်မှတ်ထားတဲ့စံချိန်စံညွှန်းမှုမမီတေချာဆစ်စေပြီးမှခွင့်ပြုချက်ပေးတော့မှာဖြစ်တယ်လို့တိုင်းပြည်သားကြီးသွတ်တော်ကိုယ်လည်းကပြောဆိုပါတယ်။ခုလာမဲ့တိုင်းဆိုရတာကတော့ဒီကန်ထရိုက်တာတွေနဲ့ပတ်သက်ပြီးတော့စီကန်တင်းတက်စာလုပ်နေတယ်။ဘာဖြစ်လဲဆိုတဲ့အခါကျတော့ဒီပါမူတည်ပြီးတော့ဖြစ်သွားတဲ့ရလက်တွေကသူ့မမီကိုတဲ့လူတွေတော့အခုအမှုရွဲတွေလည်းအများကြီးပဲကန်ထရိုက်တွေသေးတာတယ်လီဗီဇန်နဲ့ထားခဲ့တာပေါ့ အများကြီးအများကြီးပေါ့နော်အဲ့ဒီအတွက်တွေကြောင်းလို့ဒါမျိုးကိုလုံးဝဝင်ရမှာဆိုရောက်ပြန်လောက်ပါလိမ့်မယ်ရှင်လက်ရှိအချိန်မှာတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းစောက်လုပ်စဲအထက်မြင့်အဆောက်အုံ36ခုကိုစောက်လုပ်ခွင့်ရပ်ဆိုင်ထားပြီးအဲ့ဒီထဲကအချင်းချင်းဆိုးရွားတဲ့အဆောက်အုံ12ခုကိုတိုင်းဒေသကြီးအစိုးရကဇွန်လ23ရက်နေ့ကစပြီးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်စစ်ဆေးမှုတွေကိုဇွန်လကုန်ပြီးစစ်ဆေးမှာဖြစ်ပြီးရလက်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရကိုတင်ပြသွားမယ်လို့သူကဆက်ပြောပါတယ် အခုစစ်ဆေးမှုတွေပြုလုပ်ဖို့တိုင်းဒေသကြီးအစိုးရကထမ်းမြင်အဆောက်အုံစစ်ဆေးအဖွဲ့ကိုဖွဲ့စည်းပေးထားပြီးအဲ့ဒီအဖွဲ့မှာသက်ဆိုင်ရာမြို့နယ်ကတိုင်းလွတ်တော်ကိုယ်စားလှယ်စီပင်သာယာရမီရဖသက်ဆိုင်ရာအာဏာပိုင်တွေနဲ့အသင်းဖွဲ့တွေပညာရှင်တွေပါဝင်မှာဖြစ်ပါတယ်ကျွန်တော်ကဆရာချန်ကြီးပါအပေါ်မှာတင်ထားတဲ့ဈေးဝရီအသုံးပြုနေတာနဲ့ပတ်သက်ပြီးတော့ဈေးဝပစ္စည်းနဲ့ပတ်သက်တဲ့အသွင်းအဖွဲ့ဈေးတွေနဲ့ပူးပေါင်းပြီးတော့တိုက်ဖြတ်ရေးလုပ်ငန်းတွေကိုလှုံ့ဆော်နေပြီဖြစ်ပါတယ်။ငွေနီကသတင်းပေးပို့ထားပါတယ်။ ိုက်ဖျက်ရေးလုပ်ငန်းတွေကိုမြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကုကဲဦးစီးဌာနကအဓိကဦးစီးလှုပ်ဆောင်တာဖြစ်ပြီးလက်ရှိမှာလှုပ်ဆောင်နေပြီဖြစ်ပါတယ်။တရားမဝင်အသုံးပြုနေတဲ့ဆေးတွေကိုစီမံသုံးရက်နဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေကိုတရားမဝင်ဆေးတွေနဲ့ပတ်သက်ပြီးဒီထက်ပိုမိုသိရှိအောင်လှုပ်ဆောင်သွားမှာဖြစ်တဲ့အပြင်ရောင်းချတဲ့သူတွေကိုလည်းအေးအေးယူမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။အဲ့နော်မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနဲ့လုပ်ငန်းရှင်များအသင်းနဲ့ပူးပေါင်းကတရားမဝင်ဆေးတွေကိုတိုက်ဖြတ်တဲ့အစီအစဉ်တွေကိုလည်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါရစေ။ မြန်မာနိုင်ငံစီးနစ်စီးပစ္စည်းကုန်သည်များနဲ့လုပ်ငန်းရှင်များအသင်းအနေနဲ့ကတော့စီးပွားနဲ့ပတ်သက်တဲ့အသင်းဖွဲ့တွေစုပေါင်းပြီး FTA ကိုစီရင်ခံတာတင်ပြသွားမယ်လို့ဆိုပါတယ်။တချို့အရေးကြီးတဲ့စီးတွေနောက်ပြီးတော့လည်းအသက် life saving drug တွေအရဆိုဒါအာမသုံးမဖြစ်သုံးရတဲ့အခြေအနေလေးရှိပါတယ်။တချို့စီးပွားတွေကဒါအသုံးနည်းတယ်ပေါ့နော်။အသုံးနည်းတဲ့အတွက်ဒီမှာလာပြီးတော့ပေါ့နော်။ registration လုပ်ထားတာလည်းမရှိပေါ့နော်။ အဲ့လိုမျိုးတွေကိုဘယ်လိုလုပ်ရမလဲပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရောဈေးဝဒီကျွန်တော်တို့ဈေးဝအတင်းကောဈေးုံအတင်းပေါ့နော်ပြီးတော့နောက်ပြီးတော့ဒီဈေးလုပ်ငန်းရှင်တွေပေါ့နော်ဈေးဝဈေးဆိုင်လုပ်ငန်းအကုန်လုံးညှိနှိုင်းပြီးတော့ဒီ FTO တော့မှန်ကန်ညီညွတ်တဲ့မျှတတွေပေါ့နော်ကျွန်တော်တို့ proposal လေးတွေတင်ပေးနိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ပြည်တွင်းကဈေးုံအနေနဲ့ဈေးပေးကအများစုမှာအသုံးပြုနေတဲ့ဈေးဝအများစုဟာ FDA မှာမှတ်ပုံတင်ထားခြင်းမရှိတဲ့တရားဝင်စေဝါတွေအသုံးပြုနေတယ်ဆိုတဲ့သတင်းတွေပေါ်ထွက်လာပြီးနောက်ပိုင်းမှာတော့ရန်ကုန်ကစေးဆိုင်40ကျော်ကိုစစ်ဆေးရမှာစံမမီမှတ်ပုံမတင်ထားတဲ့စေးဝါတွေရောင်းချတာကိုတွေ့ရပါတယ်။အရေးကြီးတဲ့စေးဝါတွေနဲ့အသက်ငယ်စေမသုံးမဖြစ်အသုံးပြုနေရတဲ့စေးဝါချို့ကို FDA မှာမှတ်ပုံတင်ထားခြင်းမရှိဘဲအသုံးပြုနေတာတွေလည်းရှိတယ်လို့မြန်မာနိုင်ငံစေးနှစ်စေးပစ္စည်းကုန်သည်များနဲ့လုပ်ငန်းရှင်များအသင်းကပြောပါတယ်။အဲ့လိုတရားဝင်ရောင်းချတာတွေကိုလည်းစေဝါဥပဒေမှာပါရှိတဲ့အတိုင်းအေးအေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျမကတော့နည်းနည်းပါရှင်။ သက်ဆိုင်ရာအစိုးရဖွဲ့ကအခုဗန္ဓာရေးနှစ်မှာကျိုးနဲ့တင့်မာထုတ်လုပ်မှုကိုရန်နာဖို့စီစဉ်နေတဲ့အပေါ်တင့်အခြေခံစက်မှုလုပ်ငန်းရှင်တွေကတော့ကုန်ကျန်းအခက်အခဲ ရှိလာမှာကိုစိုးရင်ပူပန်နေကြပါတယ်။ဘူတိုက်ဇင်ကသတင်းပေးပို့ထားတာပါ။တင်ရင်ဇာတာနဲ့တဘောအပေါင်းချင်းထင်းထင်းရင် ပြည်တော်စုဝန်ကြီးကပြည်တွင်းမှာကျုံးနဲ့တက်မှထုတ်လုပ်မှုကိုအခုဗဏ္ဍာရေးနှစ်မှာလုံးဝရန်နာမဲ့အပြင်ပကိုးရိုးမှာတက်တော်ကနေတက်ထုတ်လုပ်မှုကိုလည်း၁၀နှစ်အထိအနာဘေးဆောင်ရွက်သွားဖို့ရှိတယ်လို့ပြောဆိုခဲ့တာပါဒီပေါ်မှာပြည်တွင်းတက်ချင်ကစက်မှုလုပ်ငန်းရှင်တွေကကုန်ကြမ်းခက်ခဲရှိလာမှာကိုစိုးရင်ပူပန်မှုတွေရှိနေတယ်လို့မြမတက်တော်ထွက်ထောက်ခံချက်ပြုရေးကော်မတီတွင်းရမှုကပြောပါတယ်ဒီနိုင်ငံတော်ကိုယ်တိုင်ကိုယ်ကမထုတ်နိုင်တော့ဘူးဆိုတော့သူတို့ဘာမှအနေနဲ့မတတ်နိုင်ဘူးပေါ့တိုးတော်လည်းပဲသူတို့ဖြစ်စေချင်တာကတော့ဥနာလေတယ်သူတို့က ဖြည်းဖြည်းချင်းပေါ့နော်သူတို့လည်းကုန်ချမ်းလည်းပြတ်မသွားအောင်တဖြည်းဖြည်းလေးဒီ sustainable forest management အရာပဲထုတ်ပြီးတော့ပေးစီခြင်းနဲ့အဲ့လိုရတ္တမျိုးတော့သူတို့အနေနဲ့တော့ကရှိတယ်ဆိုတာဥနာလေတယ်ပြောလဲသူတို့ပြောကြတယ်ပေါ့နော်ဒီပြင်ပြည်တွင်းမှာတက်ထုတ်လုပ်မှုနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ဇဝလက်ထက်2014ခုနှစ်ဧပြီလကတည်းကတက်အလုံးလိုက်တင်ပို့မှုကိုကန့်သက်လိုက်တဲ့အပြင်တက်ထုတ်လုပ်မှုပမာဏကိုလည်းလျှော့ချခဲ့ပေမဲ့တရားမဝင်တက်အလုံးလိုက်စီစဉ်မှုကဆက်လက်ရှိနေပါသေးတယ် ဒီလိုမှာတက်ထုတ်လုံမှုနဲ့ပတ်သက်လို့ပြီးခဲ့တဲ့နှစ်တို့ကတစ်နှစ်ကိုကျွန်းတက်ကတန်ချိန်3သိန်းနဲ့တက်မှာကတန်ချိန်2တန်းခုတ်လဲမှုတွေရှိခဲ့ပေမဲ့2015ခုနှစ်ကစလို့ကျွန်းတက်ကတန်ချိန်6000နဲ့တက်မှာကတန်ချိန်တိတရမ2တန်းကျော်အထိရှော့ချခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုင်စင်သတင်းပေးပို့ထားတာပါမြမလေယာစီဝါအများပိုင်းကော်ပိုရေးရှင်းကအခုလာမဲ့စတေမာလာတော်တွင်မှာပဲရန်ကုန်စတော့ဈေးကွက်မှာအစုရှယ်ယာတွေကိုဝင်ရောက်ရောင်းချခွင့်ရရှိဖို့ရည်မှန်းထားပါတယ်ပြည်တွင်းစစ်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးဆောင်ရွက်နေတဲ့အသင်းအဖွဲ့တွေက UCB အများအပိုင်း ဖွဲ့စည်းထားတဲ့မြမလဲရစီးပွားအများပိုင်းကော်ပိုရေးရှင်းကရန်ကုန်စတော့ရဲ့အချိန်မှာ listed စီးရင်ဝင်ပြီးတော့မှအစုရှယ်ယာရောင်းချခွင့်ရရှိဖို့အတွက်သတ်မှတ်ထားတဲ့စည်းမျဉ်းတွေအတိုင်းစစ်ဆေးခံဆောင်ရွက်နေပါပြီ။ဒီအတွက်အခုလာမဲ့စက်တင်ဘာလအတောအတွင်းမှာစုရှယ်ယာတွေရောင်းချခွင့်ရရှိမယ်လို့မျှော်လင့်ထားတဲ့အကြောင်းမြမလဲရစီးပွားရေးအများပိုင်းကော်ပိုရေးရှင်းကအုပ်ချုပ်မှုဒါရိုက်တာကပြောပြပါတယ်။ရန်ကုန်စတော့ရဲ့အချိန်မှာမကြာမီဇွေးကွက် ဝင်အစုရှယ်ယာရောင်းချခွင့်ရရှိမဲ့မြန်မာလေယာစီးပွားအများပိုင်ကော်ပိုရေးရှင်းရဲ့ရှယ်ယာတန်ဖိုးနဲ့ပတ်သက်ပြီးတော့ရှယ်ယာဌာနကတော့အခုလိုပြောပြပါတယ်ဒီကုမ္ပဏီအများပိုင်ကုမ္ပဏီမှမဟုတ်ပါဘူးဘယ်စီးပွားရေးလုပ်ငန်းမှသူတင်းမကောင်းမှကောင်းမှပဲတယောက်ထဲကောင်းနေလို့မရဘူးလေနော်ဒါကြောင့်မလို့ကျွန်တော်တို့ကပြောချင်တာတော့ပြည့်မီအောင်ပြည်သူပြည့်မီအောင်ရှယ်ယာထုတ်မရောက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ market မှာကျွန်တော်ရှယ်ဈေးတက်မှာပေါ့ဗျာဒါကကျွန်တော်ရှယ်မှုပြောတာမဟုတ်ဘူးဒါက supply နဲ့တမမယ်နော်ဈေးကွက်သဘောပါပဲ လက်ရှိမှာတော့ရန်ကုန်စတောရဲ့အချိန်မှာ FMI ကုမ္ပဏီနဲ့မြမတီလဝအများပိုင်းကုမ္ပဏီတို့ကအစုရှယ်ယာရောင်းချခွင့်ရရှိထားပြီးတော့ဇွန်လ24ရက်အတွက် FMI ရှယ်ယာတန်ဖိုးက2000ခွဲချက်ဖြစ်ပြီးမြမတီလဝရှယ်ယာတန်ဖိုးကတော့9000ချက်နဲ့အယောင်းဝယ်ရှိပါတယ်ခင်ဗျာစီဝါရေးလုပ်ငန်းလုပ်ကိုင်မှုအင်ချမ်းမြင်ငှားရမ်းမှုတွေပေါ်ကုန်သွယ်လုပ်ငန်းကုန်ပေးဆောင်ရတော့မယ်လို့ပြည်တွင်းခွန်များဦးစီးဌာနကသိရပါဗျ။ဇွန်လ18ရက်နေ့ကရန်ကုန်မြို့ Sky Star Hotel မှာပြုလုပ်တဲ့အခွန်ဆိုင်ရာအသိပညာပေးဟောပြောပွဲမှာညွှန်ကြားရေးမှူးဒေါ်မြတ်မြဦးကပြောဆိုလိုက်တာပါ။ အင်ချမ်းမြေတိုက်ခန်း9ရန်းနေတာတွေမှာပိုင်ရှင်ကတဆင့်အခွန်ပေးဆောင်ရမှာဖြစ်တဲ့အပြင်9ရန်းကတောင်းတဲ့အခါမှာအိမ်လာကအပြင်ကြားတင်တဲ့အခွန်ငွေကိုပါတပါတဲ့တောင်းထားရမှာပါစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့အလုံယုံရုံးငန်းကုမ္ပဏီတွေကို9ရန်းခဲ့မယ်ဆိုရင်အခွန်ပေးဆောင်ရတော့မှာဖြစ်ပါတယ်ဒါမဲ့တမန်မိသားစုနေထိုင်တဲ့အိမ်ခန်းဖြစ်ရင်တော့ဟိုနယ်ဝန်ပေးဆောင်တရားမလိုဘူးလို့သိရပါတယ်ခင်ဗျာဟိုနယ်လုပ်ငန်းကိုနှုံးတာကတော့တနစ်တာအိမ်ငါးကရဲ့900ခိုင်နှုန်းပေးဆောင်ရမယ်လို့2016ပြည်တော်စုအခွန်အောက်ဆိုင်ရာဥပဒေမှာဖော်ပြထားပါတယ်ခင်ဗျာ ဒီတစ်ပတ်တမဖြစ်ပွားခဲ့တဲ့ထူးခြားတဲ့စီးပွားရေးသတင်းတွေကိုစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာပါ DVB ကိုကြည့်ရှုအားပေးကြရတဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တန်တော်ရေပါ